မင်္ဂလာပါဒီနေ့ကတော့မီလန်မှာပီဇာဆောင်ပါပါဒီဆိုင်လေးကတော့ TikTok မှာအရန်နာမည်ကြီးရဲ့ Spontini လို့ခေါ်တဲ့ပီဇာဆိုင်လေးပါ

double cheese，double mozzarella 奶。嗯，好快就念了，阿嬢阿嬢，一流。几块？哪弄的？哪里编的罗？嗯。 哭一遍。喂，你看老师你这个要包棉袄，那我看你你说啥了嘞？来啥的？不知道嘞，不知道嘞，别的没得跑，这个这个。你早上一天做好一整。去对面还要值班，讲了。 ก็ทำอะอืก็กอิตาลีพิซซ่าพอละอิตาลีพิซซ่าไม่เนไหมอิตาลีมาว้าน้ไมันจีอะไรสั่งสั่งก็ยังง่ายเหรอืมแล้ละทุกจานของคุณยังเช่นเดิม ဒါကဟာကြောင့် cheese အများကြီးအုပ်သွားလို့ရှင်လေ။အင်း။သူ့တက်ချက်ကတော်တော်ကြီးရယ်နော်။ ကန်ဟိုလေကွာ။ဟုတ်ပါ။မလုံးတာ။တွေ့တယ်။မာဝေးတာတမျိုးနဲ့တူတာပြီးအပေါ်တော့ပေးနေတယ်။အပြင်ကပုံမှာအပေါ်မှာတင်နေရတယ်။ဟုတ်ပါ။ဘာဘာချစ်ဆောင်မှာအပေါ်နဲ့ cheese ကိုထပ်ပြီးတော့အပူပေးပေးရအပူဆာရအရာတိမ်ရှိဟွန်းဆေးရအောင်ဆိုးတော့ဘာလဲခုနယူရိုပေးရတယ်ဖချောက်ဟွန်းတစ်စိတ်ကိုခုနယူရိုတဘာက၈ယူရိုအဲ့အရာ၃ယူရိုကွယ် 你也不变。嗯嗯。ဒါကတော့မီလန်ကတန်တိုင်းတော့ပါ ဒီနွားပေါ်မှာအခုလိုသုံးကောင်းလဲလို့ရှိရင်ကန်ကောင်းပြီးတော့မီလန်နောက်တစ်ခေါက်ပြန်လာရတတ်တယ်လို့ဆိုပါတယ်။ဘေးကတော့မနစ်ကလှည့်ခဲ့တာဒီနှစ်လဲမီလန်ကိုထားရောက်လာပြန်ပါပြီ။